်ပြန်ကြည့်ကြည့်အောင်ဆရာဝန်အနေနဲ့ပြတ်ကြည့်မယ်အဲ့ဒီအဲ့ဒီခုနဆူတောင်းခံတဲ့လူကဆေးရုံကိုသွားပြီးတော့ဆရာဝန်နေစီမှာတွေးသွားစစ်ကြည့်ပါတွေးသွားစစ်လို့ရှင်ပါများမလဲသူ့တွေးထဲမှာတွေးပုတ်ဒီတအားများမယ်တွေးပြစ်ဒီတအားများမယ်ခေါ်လက်စတရောလို့ခေါ်တဲ့တွေးဒီတအားများမယ်အဲ့တော့ cholesterol ဆိုတွေးတွေတွေးပုတ်တွေတွေးပြစ်တွေတအားများတာဟာကျွန်တော်ကြောက်ကက်ကတွေးကိုစီးကြောတဲ့ခါမှာကြောက်ကက်ကမနိုင်တဲ့အထိကျွန်တော်တို့ကအစားအသောက်တွေကိုမာမာယူမိစားတာပေါ့မာစားတာပါလဲဆိုတော့ကျွန်တော်တို့ လစ်ပိုပရိုဖိန်းလို့ခေါ်တာပေါ့နော်ကျွန်တော်လစ်ပိုရိုဇာအစီနော်ပြည့်ဝစီတအားများတဲ့ဟာတအားစားတယ်ဆိုတော့ဝတ္တာတို့အမေတာတို့ကြက်တာတို့ကြက်ဝတဲ့ဟာတွေဝတ္တာဝတဲ့ဟာတွေအတာဝတဲ့ဟာတွေစသမြအလုံးဟာအဲ့ဒါပြည့်ဝစီအဲ့ဒါဘာဖြစ်လို့ပြည့်ဝစီတော့တအတိရွတ်တို့တတိတို့တိရွတ်တို့ကနေပြီးတော့ဖြစ်လာကျွန်တော်တိုက်ရိုက်စားလို့ရှိရင်အတီးတို့အနံတို့အရွက်တို့တိုက်ရိုက်စားရင်အသွေးရပူရတတ်တယ် ်ဒါပေမဲ့တရိတ်ဆန်ကသွားစားပြီးမှသူတို့ခန္ဓာကိုယ်ထဲမှာဝါလင်ဆိုတာသူတို့တုံးဆောင်ပြီးမှအစီကိုသူတို့ပြတ်စားတဲ့အခါမှာဒုတိယထုတ်လို့တဲ့စီဖြစ်သွားပြီပြိဝစီဖြစ်သွားပြီဆိုတော့တရိတ်ဆန်ကအကောင်းစားတွေကိုယူပြီးတော့ကျွန်တော်တို့ကအဲ့ဒီတရိတ်ဆန်တွေကအောင်းစားနေပြီးတော့ပူလာတဲ့အဝတ်တွေကိုပြန်စားတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတော့တန့်ရှင်းတဲ့အစီဒီမဟုတ်တော့ဘဲနဲ့ပြိဝစီဖြစ်သွားတယ်အဲ့ဒီပြိဝစီကဘယ်တော့ကြောက်စရာကောင်းလဲဆိုတော့သွေးကြောတွေအားလုံးကိုပိတ်ဆို့စီတယ်ခိကကြစော့ တွေးကြအောင်သိစောအဲ့လိုမျိုးပြီးဝစီတအားစားတဲ့လူတွေကနော်တွေးတူးရှင်ရှိမယ်နောက်ပြီးတော့အိမ်ငိုက်မယ်ဖះเจ้าဆိုင်လည်းအင်းနဲ့အိမ်ငိုက်မယ်ဖះเจ้าလည်းအိမ်ငိုက်ပါပဲစာဖိုင်လည်းအင်းနဲ့အိမ်ငိုက်မယ်အဲ့ဒါတွေကတွေးနော်တွေးပြတဲ့လူတွေတွေးပုတ်တဲ့လူတွေတွေးညစ်ပတ်တဲ့လူတွေကိုလက်စထရောများတဲ့လူတွေဆိုတော့ကျွန်တော်လည်းဟိုလုံးကမသိခင်တော့ပေါ့ကျွန်တော်လည်းဟိုလုံးမသိခင်မသိခင်တော့ကနော်ဖိလစ်ပိုင်မှာကျန်းစာဆောင်သွားတက်တော့ ဖိလစ်ပင်စားဆောင်သွားတဲ့တော့ပရမတ်နှစ်တက်တဲ့ချိန်မှာအစာချောင်ဆူတောင်းခြင်းလုံးဝနားမလဲသေးမြန်မာနိုင်ငံမှာဘာမှနားမလဲသေးဘူးကျွန်တော်ကနော်ဘာမှနားမလဲပဲနဲ့ဖိလစ်ပင်ကျောင်းသွားတက်တာကျောင်းမှာမဟာဘွဲ့ပထမနှစ်တက်တော့ကျောင်းဆတ်တက်တော့ဖိလစ်ပင်နိုင်ငံသားတွေကဆရာဆရာရစာပေးတာအများကြီးတညကိုဆာမျက်နှာ900ဖတ်ရမယ်ဆိုတညကို900ဖတ်ရမယ်ဆိုကျွန်တော်လည်းဖတ်တာပေါ့ဆဖတ်တာနဲ့အင်္ဂိုက်သွားပြီ900တော့ပြောနေ၄မျက်နှာလောက်ပဲဖတ်နိုင်တယ်အင်္ဂိုက်သွားပြီ စမနေ့ပြန်မိုးလေးတော့ကျောင်းသွားတော့ဆရာခုနကဖတ်တလားတဲ့ကျွန်တော်ကလည်းလိမ်ပြီးတော့ဖတ်တယ်လို့ပြောရတယ်နော်မဖတ်ဘူးဆိုရင်လည်းရတာပဲဒါပေမဲ့မလိမ်ရဲဘူးနော်အော်မဖတ်ဘူးလို့မပြောရဲဘူးအမှန်တရားမပြောရဲဘူးလိမ်တာပဲပြောရဲတာဘူးမြန်မာနိုင်ငံမှာလိမ်ပဲလိမ်လာခဲ့တော့လိမ်တာပဲလွယ်တာကျွန်တော်တို့ကအမှန်တရားပြောတာတအားမလွယ်ဘူးဆိုတော့900ဖတ်မဲ့ရော၄မျက်နှာလောက်ပဲဖတ်ပြီးတော့မနေ့ပြန်စာတင်တဲ့ကမှာ900ဖတ်ပါလေလို့အမြဲတမ်းတင်တယ်ဆိုတော့တင်တဲ့ခါကျတော့ဖြစ်လာလဲ တလနှစ်လသုံးလအဲ့လိုလောက်လာတဲ့ခါကျတော့စာရီတခုမှမနိုင်တော့ဘူးစာမနိုင်တဲ့မှာဖြစ်လေအော်ကျွန်တော်ဖျားသခင်ကျွန်တော်ကြားစားတော့မတက်ခိုင်းဘူးဖျားသခင်လိုတော့မဟုတ်ဘူးကျွန်တော်ကြားစားတောင်းတဲ့လိုတော့မဟုတ်ဘူးเนาะကျန်းစာဖတ်တိုင်းအိမ်ငိုက်တယ်စာဖတ်တိုင်းအိမ်ငိုက်တယ်ကျန်းစာမဖတ်တော့ဘူးဆိုအိမ်မငိုက်ဘူးစာမဖတ်ဆိုအိမ်မငိုက်ဆိုဖျားသခင်ကျန်းစာကြောင်းမတက်ခိုင်းဘူးဖျားသခင်လိုတော့မရှိဘူးကျောင်းကလည်းထွက်မယ်ပန်းရအဲ့လိုစဉ်းစားတော့တာပေါ့ဆိုစိတ်ထဲမှာဘယ်လိုကျောင်းကလည်းထွက်ဖို့နဲ့ကျောင်းကမတက်တော့ဘဲနဲ့နားယူဖို့ပဲစဉ်းစားတော့တာအဲ့ဒီအချိန်မှာကိုရီးယားမိတ်ဆွေနဲ့တွေ့တာ ကိုရမိတ်ဆွေနဲ့တွေ့တော့ကိုရမိတ်ဆွေတင်ရလုံးဖတ်တယ်တဲ့တင်ရလုံးဖတ်တယ်အဲ့မငိုက်ဘူးလို့ဆိုမငိုက်ဘူးတဲ့ကျွန်တော်ကြတော့9မိနစ်မှမင်းလည်းအိမ်ငိုက်ပြီကျန်းစာလည်းဖတ်လို့မရဘူးနော်စာအုပ်လည်းမဖတ်ဖတ်လို့ဘူးဆိုတော့ကျွန်တော်ကသူ့ပြောတယ်အဲ့တော့ကျွန်တော်ကဆွေရင်းနဲ့တို့ပါပြောလဲဆိုတော့ခမားဖျားသခင်တိုင်းတော့ဝင်သလားတဲ့ကျွန်တော်လည်းမြန်မာအသွေးမြန်မာအခေါ်မြန်မာအယူဆနဲ့ဖျားသခင်နိုင်ငံတော်ကတည်ပြီးမှဝင်မယ်လို့ယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ ဘယ်လိုလုပ်ဝင်လို့ရမလဲတေမမတေသေးပဲနဲ့လို့ပြောလိုက်တော့ဆိုဒီနေ့မြန်မာနိုင်ငံပြန်ရောက်ခွင့်မြန်မာနိုင်ငံမှာလည်းလူရီယာဖျားသခင်နိုင်ငံတော်တေပြီးမဲ့ဝင်မယ်လို့သူတို့ထင်နေကြတယ်ခိုးတော့ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတုံတင်ချင်းပေါ့ဆိုတေမမတေဘယ်လိုဝင်လို့ရမလဲလို့ပြောသူကဟာသူကအံ့ဩတယ်ခင်ဗျားဖျားသခင်နိုင်ငံတော်ဝင်ဖို့တေရမှာလားတဲ့အေးကျွန်တော်ပြောတေမမှာမဟုတ်ဆိုအဲ့လိုချင်မတူတေရဲမလဲတဲ့ဘသူတေချင်မလဲတဲ့တေတာလို့မလို့ချင်မှုတဲ့ကျွန်တော်ပြန်ဖျားသခင်နိုင်ငံတော်မတေဘဲဝင်လို့ရဆိုရတာဘောတဲ့ ဒါနဲ့ကျွန်တော်ပြခမရဘောနဂန်ဖြစ်တလားတဲ့ကျွန်တော်ပြဘောနဂန်ဖြစ်တာ session ဖြစ်ရှိပြီ1989မှာဘောနဂန်ဖြစ်တယ်အခု1990မှာသူနဲ့တွေ့တာ session ဖြစ်ရှိပြီကျွန်တော်သူ့ပြမိတယ်ခမရဘောနဂန်ဖြစ်တလားလို့မေးသူကကျွန်တော်ဘောနဂန်ဖြစ်တာ9နှစ်ရှိပြီတဲ့9နှစ်နဲ့ session နှစ်နဲ့စကားပြောတယ် ကျွန်တော်တို့အထင်သေးတယ်အာဒီငါသစ်သမဘာနာလဲမှာတော့ကျွန်တော်က session နဲ့ကြည့်မိချင်းတော်မှာအုပ်ငယ်တရားဟောတဲ့လူတွေအားလုံးနားထောင်ခဲ့တယ်ဟိုကောင်းကြီးရောက်တော့ဘယ်တော့မှမဆုံးရှုံးနိုင်ဘူးမပြောက်နိုင်ဘူးကယ်တင်ခြင်းမပြောက်နိုင်ဘူးနော် rap ချင်မှာမြေတန်းပါမယ်အာအကုန်သိတယ်နှစ်တထောင်အချို့တွေကအကုန်လုံးစိတ်ကွင်းနဲ့အကုန်လုံးတော်ပြီးပြီနော်မသိတာမရှိဘူးဆက်တော့အထင်သေးပြီးတော့ခမည်းတော်ကလည်းဖြစ်တာငါနှစ်ပဲရှိတယ်ကျွန်တော်က session နဲ့ရှိပြီဘယ်လိုလုပ်နိုင်ရလို့ဝင်ရမှာဆိုတော့တော့ပြောလဲခမည်းတော်မဝင်သေးဘူးလားတဲ့မဝင်သေးဘူးအဲ့ဒါကြောင့်ခမည်းတော်ကောင်းကြည့်မရလားကျွန်တော် ဆိုတော့အဲ့လိုမှဖိလ်ပန်နေလုံးကစာဖတ်တဲ့အင်္ဂိုက်တဲ့ပြင်တလားစာကိုဒေါ်လာတရာပဲရှိတယ်ဒေါ်လာတရာနဲ့ပဲကျွန်တော်စားတော့ရတယ်သူကြတော့ညလုံးပေါင်းစာဖတ်တဲ့ပြင်တလားကိုဒေါ်လာ1630တယ်ကျွန်တော်တရာပဲသုံးတယ်ဆိုတော့1630တယ်လို့တရာသုံးတယ်လို့တအားကွာတော့ခမည်းတော်ကြောင့်ကောင်းကြည့်မရတာတဲ့ကျွန်တော်ပြောတယ်ခမရမဝကျွမ်းနဲ့ကိုရီးယားကြီးနော်ချမ်းသာတာကိုခမရနော်ကျွန်တော်လာပြီးတော့နှိမ်နေကျွန်တော်ကမြန်မာနိုင်ငံမှာချမ်းသာလို့ကျွန်တော်ကစီးရတာမြန်မာနိုင်ငံချမ်းသာကျွန်တော်လည်းချမ်းသာပါပဲလို့ပြောလိုက်တယ် တော့ဗာပြောတယ်မြန်မာနိုင်ငံချမ်းသာလို့ကိုယ်လက်ထက်သူစိတ်ဝင်စားဦးတယ်ခမည်းချမ်းသာဖို့စိတ်ဝင်စားတယ်ခမည်းအခုဒုက္ခရောက်နေတယ်တဲ့သူနဲ့ဆွေးနွေးတဲ့ခါကျတော့ကျွန်တော်ရဲ့အသွေးသားတွေအားလုံးညစ်ပတ်နေတာတော့ဖြစ်နေရဘူးသူကသူ့အသွေးသားတွေအားလုံးကတအားတန့်ရှင်းနေတာဘူးဘာလို့သူကတအားဆာရှောင်တာဘူးကျွန်တော်အဆာရှောင်ရင်တင်မယ်အဆာရှောင်ရင်စင်းရဲမယ်အဆာရှောင်ရင်ဘဝပြတ်မယ်အဆာရှောင်ရင်ဖျားမယ်အဲ့လိုပဲထင်ခဲ့တာဘူးသူကမဟုတ်အဆာရှောင်လို့သူကကျမ်းမာနေတာ ျွန်တော်တို့ကအစားချောင်းဖျားမယ်နာမယ်ဒုက္ခရောက်မယ်ဘဝပြတ်မယ်အဲ့လိုထင်တာကိုမြန်မာနိုင်ငံမှာတော့အခုမြန်မာနိုင်ငံသားတွေအစားချောင်းမဆိုတိမ်ပါဘောဒုက္ခရောက်မှာဘောတဲ့မိဘကမလုပ်နဲ့လို့ပြောတယ်တဲ့အဲ့တော့သူကပြောလဲအစားချောင်းလေကျွန်တော်အစားချောင်းတိမ်ပါဘောပြောပြောတော့သူကကျွန်တော်တင်ဦးဆရာဆွေးနေရက်၄၀တခါရှောင်ပြီးတဲ့ကျွန်တော်ပြောခမားတင်ဦးဆရာရက်၄၀တခါရှောင်တခါသေးပြီနော်လာလမလာမလိမ့်နဲ့တခင်ခရစ်တော်တပါးပဲရှောင်လို့ရတယ်ပြန်တဲ့လူတွေရှောင်လို့မရဘူးလို့ပြောတော့ တော့ဗာပြောတယ်သခင်ခရစ်တော်ကျွန်တော်တို့ကိုတင်ပြီးတာသူအစွမ်းပြတ်လာမဟုတ်ဘူးတဲ့သခင်ခရစ်တော်ရက်လေးဆယ်စာရှောင်းတာဟာအစွမ်းပြတ်နေတာမဟုတ်ဘူးတဲ့ကျွန်တော်တို့ကိုတင်ပြီးတာတဲ့ကျွန်တော်တို့လိုက်ရမယ်တဲ့ဟောဗာဖြစ်လို့လေလို့ပြီးတော့ကျွန်တော်ခန္ဓာကိုအားလုံးကျမ်းမာခြင်းတန်ရှင်းခြင်းဆိုတော့ကျွန်တော်လည်းသူနဲ့ညင်း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 နဲ့လေးလာတော့ညင်းလာတဲ့ခါကျတော့စမ်းကြည့်ချင်တာပြီ စမ်းကြည့်ချင်လာတော့1990မှာသူနဲ့တွေ့တယ်91မတ်လမှာရက်40ဆာသွားဆောင်တယ်ပေါ့ရက်40ဆာသွားဆောင်တော့အမှနောင်တရတယ်ငူတယ်အဲ့လိုနုံရင်းနောင်တရနဲ့ကျွန်တော်ခန္ဓာကိုယ်ရှိတာခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကအပေါ်သွားတဲ့နေရာမှာအကုန်လုံးထွက်တယ်မစင်မှာအကုန်လုံးထွက်တယ်နှာချေမှာအကုန်လုံးထွက်တယ်မျက်ရည်မှာအကုန်လုံးထွက်တယ်ချွေးမှာအကုန်လုံးထွက်တယ်အဲ့ဒါထွက်မှန်းလည်းကိုယ်ကမသိဘူးနှာချေမှာလည်းအဝေးရှည်ကြီးထွက်တယ် အုံနောက်တည်းမှာအညစ်ကြီးတဲ့အားလုံးထွက်သွားတယ်ရက်40စာရှောင်းလဲပြီးတော့ကျန်းစာဖတ်တဲ့ခါကျတော့အိုးအိလဲငိုက်တာတခါမှမရှိတော့အိလဲမငိုက်တော့အခုအခောက်တရားဒီဖတ်လာတယ်အိလဲမငိုက်တော့ဒီမင်းအိုးအော်လိုက်တာကျွန်တော်ကကိုယ့်ရဲ့နော်အမြင်နဲ့ဘုရားသခင်ကိုတားပြီးတော့ထင်တော့ကျွန်တော်ကျန်းစာဆုံးတက်တော့ဘုရားသခင်မကြိုက်ဘူးဆိုပြီးတော့ဘုရားသခင်လိုတော့မဟုတ်ဆိုကျန်းစာထွက်ခံနေနေကိုယ့်အသက်တာညစ်ပက်တာကိုမသိပဲဘုရားသခင်ကိုတားပြီးတော့နော် သွားလုလိုက်တာမိမိတက်တာညစ်ပက်နေတော့မသိဘူးပေါ့ဆောခုနဆူတောင်းခံတဲ့လူကိုစန်းစာဖတ်လို့အိမ်ငိုက်နေတာဖြစ်ရင်အစာရှောင်ရင်တော့သူ့ရဲ့အညစ်အကြေးတွေအပေါ့သွားတဲ့နေရာမှာထွက်မယ်တေးပေါက်တဲ့နေရာမှာအများကြီးထွက်တယ်နေထွက်တယ်နောက်ပြီးတော့မစင်ဆွတဲ့နေရာမှာအများကြီးအညစ်အကြေးတွေထွက်တယ်ဆိုတေးပေါက်တဲ့နေရာမှာထွက်တဲ့ညစ်ကြေးတွေအားလုံးကကြောက်ကကဆေးတာကြောက်ကကကျွန်တော်သွေးကြောတွေအကုန်လုံးရဲ့ သွေးပြန်ကြော်သွေးလွှတ်ကြော်မှရှိအညစ်အကြေးတွေအားလုံးပြန်စီးပေးတယ်။နောက်ပြီးတော့မစင်ထွက်တဲ့ခါမှာတော့အစာအိမ်မှာရှိတဲ့အညစ်အကြေးတွေအားလုံးရေရပြန်စီးပေးတယ်။နောက်ပြီးတော့နှက်ချင်းနဲ့ထွက်တယ်။တချို့တွေကြတော့အံပြီးတော့ထွက်တယ်။အဆုတ်လို့ဘာလို့မှရှိတဲ့အရာတွေအားလုံးကအံပြီးတော့ထွက်တယ်။အဲ့ဒီမှာရေမြဲမြဲတောက်လေလေတန့်ရှင်းလေလေအဲ့တော့တို့အစာချောင်းချင်းမှာရေတနေ့တနေ့ကို3လီတာ4လီတာတောက်ပေးရတာပေါ့။ရေမြဲမြဲတောက်လေလေတန့်ရှင်းလေလေရေမြဲမြဲတောက်လေလေတန့်ရှင်းလေလေ။ အတန်ရှင်းလာတဲ့ခါကျတော့ရက်40ရှောင်းလဲပြီးရောကျွန်တော်ကစမ်းစာဆက်ဖတ်တယ်ကိုရီးယားတီယိုဆီယာကတော့ရက်40ဆက်ရှောင်းတဲ့နေ့မှာဖတ်ရမယ်တဲ့ရက်40မှာစမ်းစာပြီးဖတ်ရမယ်တဲ့ကျွန်တော်ကရက်40ပြီးမှစမ်းစာဆက်ဖတ်တာဘာလို့လဲတအားညစ်ပလွန်တော့ရက်40ပြီးမှမဖတ်နိုင်တော့ဘူးရက်40ဒီမှာကျွန်တော်ရခန္ဓာကိုအညစ်ကြီးတွေအားလုံးကိုဝိညာဉ်တော်ဆေးကြောပြီးတဲ့အချိန်ကာလမှာစမ်းစာလုံးဝဖတ်လို့မရဘူးပြီးတဲ့ခါကျမှဖတ်လို့ရတယ် ဆိုတော့ကျွန်တော်အဲ့လိုမျိုးအိမ်ငိုက်တဲ့လူတွေကျွန်တော်သွေးကြောညစ်ပတ်တဲ့လူတွေကိုလက်စထရောတအားများတဲ့လူတွေဆရာဝန်တွေကနော်ဆေးပေးတဲ့လူတွေသွေးတိုးကျဆေးတို့ကိုလက်စထရောကျဆေးတို့ပေးတဲ့လူတွေဟာအစာရှောင်တိုင်းပျောက်တယ်လို့ပြောတော့သူတို့ကမယုံဘူး။ဘာလို့မယုံလဲ။အစာရှောင်တာဘာတာရေးလုပ်ငန်းကဘာတာရေးလုပ်ပြီးဘယ်လိုမှမပျောက်နိုင်ဘူးလေ။ဘာတာရေးလုပ်မှတန့်ရှင်းခိုင်းတာ။ဆိုတော့ဒီနေ့ဆူတောင်းခံတယ်လို့ဆူတော့တောင်းပေးမယ်ဒါမဲ့ဆူတောင်းလို့ပျောက်တာမဟုတ်ဘူး။ခုခန္ဓာတန့်ရှင်းမှပျောက်တယ်။နာခံလာတဲ့ခါကျမှသဘောပေါက်မယ်ဆိုတော့